အားလုံးပဲမင်္ဂလာပါ IFM မြန်မာ Audio Channel မှာကြိုဆိုပါရစေကျွန်တော်ခုဖတ်ပြပေးမှာကတော့ Franz Kafka ရဲ့ The Great War of China and Other Stories ဆိုတဲ့စာအုပ်ကိုဆရာမြင့်တန်းဘာသာပြန်မှတ်ချက်ရေးတိဖြတ်ထားတဲ့စာအုပ်ထဲကတင်းချမ်းဝင်တောက်ဆိုတဲ့ဝတ္ထုတော်ဖတ်ပြပေးမှာဖြစ်ပါတယ်တင်ကျန်းဝင်တော့ The Warden of the Tomb December 1916 ကဖ်ကပေးခဲ့သောအမည်မဟုတ်ပါအကန့်ခတ်ခြင်းချင်းပဒင်းပေါအမည်ကြီးများအပြင်ဘက်၌ရိုးတံများသာရှိနေသောတစ်ပင်ဤထိပ်ပိုင်းကိုမြင်နေရမင်းသားမှာကလထိုင်းဤကြောမိကိုမိကဇာယီစပွဲတွင်ထိုင်ရင်းအပြင်ဘက်သို့ကြည့်နေစေမိုးစိမ်မွေးဖြူဖြူနှင့်အိမ်တော်ဝင်ကလူငယ်များကဲ့သို့အင်းကြီးကိုတသက်ရဝက်ကအခန်း၏အလဲပေါက်နားတွင်နယံကိုချော့ပစ်၍ရက်နေစေအားလုံးတိတ်ဆိတ်နေသည်မင်းသားက ဗင်းဘက်ကိုကြည့်နေရမှခွာလိုက်ရင်ဘယ်နဲ့တော့အိမ်တော်ဝင်ကကျွန်တော်မျိုးတော့အမမခံရဘူးကိုတော်ကြီးဘာလို့တော့အိမ်တော်ဝင်ကအခုနေတော့ကျွန်တော်မျိုးကဘာလို့လက်မခံနိုင်တယ်ဆိုတာရှင်းမပြတတ်ဘူးတေပြီးသူတွေငြင်းချင်းချင်းနားနေကြပါစေလေလို့ကျွန်တော်မျိုးပြောခဲ့တဲ့စကားကလူတကာပြောခဲ့ကြတဲ့စကားတစ်ခုမှဒီစကားကတကယ်တော့ကျွန်တော်ပြောချင်တာရဲ့တစ်စိတ်တစ်ပိုင်းပဲရှိပါသေးတယ်မင်းသားက ကျုပ်သဘောကလည်းဒီလိုပါပဲအိမ်တော်ဝင်ကဒီလိုဆိုပြန်တော့လေကျွန်တော်မျိုးကောင်းကောင်းကြီးသဘောမပေါက်မိပြန်ဘူးမင်းသားကထင်သားပဲဆက်မပြောသေးပဲခဏနားနေလိုက်သည်ခမ ्या အနေနဲ့တော့ကများလိုက်မိတဲ့အချက်တခုကခမ ्या ကိုကြုတ်ပြောထားတဲ့အတိုင်းဆက်လို့ရမလားဆိုတာပဲထင်တယ်အိမ်တော်ဝင်ကညွှန်ကြားထားတဲ့အတိုင်းကဖြင့်ကျွန်တော်မှတာဝန်ကြီးနေတာအမှန်ပါတို့ပြီးတဲ့ကျွန်တော်မျိုးတာဝန်ကျေဝင်ရပါစေမင်းသားက တောင်ဝင်ဝတရားအကြောင်းနေပြောမနေစမ်းပါနဲ့ခဏနားလည်လိုက်ပြန်ပြီကြင်ကြည့်စမ်းဂုတိဖရီဒရစ်ပတ်ကတဲ့ကတင်းချိုင်းကိုကိုဝင်းထိတ်ကအိမ်မှာနေတဲ့ဝင်းတော့ကကြည့်ရှုစောင့်ရှောက်နေတာပဲဘာများပြဿနာရှိလို့လဲအိမ်တော်ဝင်ကပြဿနာမရှိပါဘူးခုကနှစ်ပေါင်း၄00ကျော်ရှိနေပြီပဲတတလုံးဒီလိုစောင့်ရှောက်လာခဲ့တာပဲမင်းသားကပြစ်ထားတယ်လို့အောင်ဖြစ်နိုင်တယ်တို့ပြီတဲ့ပြစ်ထားတယ်လို့မဖြစ်ဘူးမဟုတ်လားအိမ်တော်ဝင်ကတင့်မြတ်လာတဲ့အစိတ်အဆင်မှာ မင်းသားကဟုတ်ပါပြီတင့်မြတ်တဲ့အစီအစဉ်တစ်ခုပဲကျုပ်ဒီရဲတိုက်ကြီးမှာရောက်နေတာအတော်တော်ကြာသွားပြီသတိတရားဆန်တွေနဲ့ပတ်သက်လို့ခုထိအတော်ကလေးလေးလာခဲ့ရတင့်ပါပြီ အစုံမှပြောစရာတစ်ခုတော့ရှိတယ်ဂူဂူဝင်းနဲ့ရဝင်းတော့ကစောင့်ရှောက်နေုံနဲ့မလုံလောက်ဘူးဂူစောင့်ဖို့ဂူမအစောင့်တယောက်တက်တက်လို့အလုံးအနေနဲ့ကတော့တိတ်လိုလားကြမယ်လို့မျိုးတော့မဟုတ်ဘူးတို့ပြီးတဲ့လိုလိုလားလားနဲ့လှုပ်ရှင်နေသူတော့ဘယ်လိုမျိုးတော့မစုံလှုပ်မှာပါအင်းတော်ဝင်က ကိုတော်ကြီးညွန်ကြားချက်မှန်တယ်မြောက်ဆောင်ရွက်ကြမှာပါညွန်ကြားချက်ကလိုအပ်တယ်မလိုအပ်ဘူးဆိုတာကိုတည်တည်ချာချာမသိတော့လောက်ကြရမှာပါမင်းသားကဖြစ်စေခြင်းသောဆန္ဒမျိုးဖြစ်လိုအပ်တယ်မလိုအပ်ဘူးဟုတ်လားခမားဆိုလိုတာကဝင်းထိပ်မှာအဆောင်တယောက်လိုမလိုဆိုရလားဖရီဒရစ်ပက်ကရဲတဲ့ဝင်းကြီးနဲ့ဆိုင်နေဝင်းကြီးတစ်ခုလုံးကဝိုင်းရံထားတာရဲတဲ့ဝင်းကြီးကိုစစ်တီတော်တွေကစောင့်ချက်ထားတယ်အဆောင်ချက်လုံးလောက်တယ်ဒီတော့ဖရီဒရစ်ပက်အတွက် ဘာလို့အဆောင်တသက်လို့တလဲလောရွေးလို့စင်မဟုတ်လားအိုမင်းမဆွမ်းဖြစ်နေတဲ့တင်းချိုင်းဝင်တော်ကြီးတေးစရာနေရမို့လားအင်ဂျော်ဝင်ကလောရွေးလို့စင်တော့လောရွေးလို့စင်မှာတို့ပြည်တဲ့လိုအပ်မှုတစ်ခုလည်းဖြစ်ပါတယ်တိန်နေခဲ့ပြီဖြစ်တဲ့ထင်ရှားကြော်ကြားခဲ့သူတို့ကိုရိုတည်တမှုပြုရလဲရောက်ပါတယ်မင်းသားကခုမှဆောင်ဖို့အဆောင်တသက်ကောဘလို့တော့အင်ဂျော်ဝင်ကကျွန်တော်မြင်ပြောရရင်ပလိဘက်ကလူတွေပြောတဲ့စကားလိုပါ လူပောင်ရဲ့အပအရာတွေကိုလူပောင်အတွင်းကစောင့်ရှောက်ပေးနေရတယ်လို့ပဲတကယ်မရှိတော့တာကိုတကယ်ရှိနေတာတွေကစောင့်ရှောက်ပေးနေရတယ်လို့ပါမင်းသားဒီတင်းကျန်းကူဟာကျုပ်တို့မျိုးရိုးတစ်ခုလုံးအတွက်တော့လူဖြစ်ချင်းကိုဖော်ထုတ်တဲ့နယ်နိမိတ်တစ်ခုလိုပဲအဲ့ဒီနယ်နိမိတ်မှာကျုပ်ကအဆောင်ထားခြင်းခင်ဗျားပြောတဲ့ပလိဘက်ကပြောကြတဲ့စကားအကြောင်းကိုတော့တင်းချိုင်ဝင်တော့ကသာမေးကြည့်အောင်ကျုပ်ခေါ်ခိုင်းတာလေခေါင်းလောင်းတဲ့ပေါ်လာစီအိမ်တော်ဝင်ကကျွန်တော်မျိုးအနေနဲ့ပြောရရင်တော့ သူကတော့ခေါင်းကတန်းဖြစ်နေတဲ့အဖိုးကြီးပဲထိန်းလို့သိမ်းလို့မှမရတော့ပဲမင်းသားကဒီလိုဆိုကြုတ်အကြံပေးတဲ့အတိုင်းအဆောင်တယောက်ထားဖို့ကိစ္စကပိုပြီးတဘာဝကျလာတာပေါ့အမှုထမ်းဝင်လာစီမင်းသားကတင်းကျိုင်းဝင်တော့ကြီးလာအမှုထမ်းကဝင်တော့ကြီးကိုဥဆောင်ကြီးခေါ်လာသည်လဲပြုတ်မသွားစေရန်ဝင်တော့ကြီးခါကိုအသာကန်၍ထိန်းထားပေးသည်ဝင်တော့ကြီးကအမှုထမ်းဝင်ဆောင်အနီရောင်ကိုဖြစ်ကြတဲ့ဇံဝတ်ထားသည်မင်းကြီးမှကြည်ကျက်သည်များမှမူ ပြောင်းလဲနေပြီးရင်ဘတ်၌စုရစိန်များတက်ထားသည်ဘုထုကို လက်ကကင်ထားသည်မင်းသားကြီးအကြီးကျောင်းအတန်ငယ်တုံလုံးနေသည်မင်းသားကကွက်ပစ်ပေါ်မှာနေရာချပေးလိုက်ကြစမ်းအမှုထမ်းကဝင်းတော်ကြီးကိုကွက်ပစ်ပေါ်တွင်နေရာချပေးလိုက်ပြီးနောက်ထွက်သွားသည်ခဏငြိမ်သက်နေသည်ဝင်းတော်ကြီးလည်းကျောင်းထဲမှတုံခါသွားသောတံကိုခက်တုတ်တုတ်တစ်ချက်ကြားလိုက်ရသည်မင်းသားကကလထိုင်တွင်ထိုင်ရင်းကခမရကြရရင် တန်ချိန်ဝင်တော်ကြီးကတစုံတရာပြန်ဖြည့်ရအားထုတ်လိုက်တော့လေမအောင်မြင်အလွန်ပင်ပန်းနေရှာသည်ကုပြပေါ်အသာပြန်လဲနေလိုက်သည်မင်းသားကခမည်းကိုခမည်းဟန်အောင်လို့ဆဲမအောင်ကျုပ်တို့စောင့်နေကြတယ်အိမ်တော်ဝင်ကမင်းသားနာတို့အသာကက်လိုက်ရင်သူကဘာအကြောင်းများပြောပြနိုင်မှာမို့လဲဘလောင်များတန်မှုရှိတဲ့ဘလောင်များယုံကြည်လောက်တဲ့အကြောင်းတွေပြောနိုင်မှာမို့လို့သူကအဲ့ရဲမှာပဲထားလိုက်ဖို့ကောင်းနေတယ်တင်းချိန်ဝင်တော့က ဘယ်နဲ့အဲ့ရတဲ့နေရာမှာတော့တန်ပါသေးတယ်ကောအထက်လျောက်တန်ပါသေးတယ်ကျုပ်ကသာထနိုင်ပါသေးတယ်မင်းသားကဟုတ်တော့ဗျာခမရအခုမှ60လေးဝင်တာလေခမရကြည့်ရတာအတော်အားနဲ့နေပုံပဲသင်ချိုင်းဝင်တော့ကကျွန်တော်အရှင်ရလာမှာပါခဏကလေးပါမင်းသားကကျုပ်ကစောစောကားကနဲ့ဝေးပန်တာမဟုတ်ပါဘူးခမရနေတိုင်းမကောင်းတဲ့အတွက်ကျုပ်စိတ်တည်းမကောင်းလောက်ခမရအနေနဲ့ဘာဘာညာညာများပြောချင်တာရှိသေးလားသင်ချိုင်းဝင်တော့က အလုတ်ပင်မန်းနဲ့အလုတ်ပင်မန်းနဲ့အဖြစ်တည်နေရမဟုတ်ပါဘူး။ဒါပေမဲ့တိတ်ပင်မန်းလုံးတပြား။ညာတိုင်းနှစ်ပန်းလုံးကြီးကမင်းသားကခမည်းပါပြောလိုက်တယ်။တင်းချိုင်းဝင်တော့ကအလုတ်ပင်မန်းနဲ့မင်းသားကခမည်းတခုခုပြောလိုက်ပါသေးတယ်။တင်းချိုင်းဝင်တော့ကနှစ်ပန်းလုံးကြီးရတာတွေ။မင်းသားကနှစ်ပန်းလုံးရတယ်ဟုတ်လား။ဘလို့နှစ်ပန်းလုံးရတာမျိုးလဲ။တင်းချိုင်းဝင်တော့ကအချောင်းကောင်းလာတဲ့တွားလေသူများနဲ့ပါ မင်းသားကကျုပ်တော့နားမလဲဘူးခမအိမ်မဆွေးရပါရဲ့များမှတ်နေသလားတင်းချိုင်းဝင်တော့ကအိမ်မမှတ်ပါဘူးအိမ်မမအိပ်ဖဲကိုမင်းသားကဲခမနှစ်ပန်းလုံးခဲ့ရတာလေအကြောင်းများကြားစမ်းပါရစေတင်းချိုင်းဝင်တော့ကြီးကဘာမှပြန်မပြောပဲငြိမ့်နေသည်မင်းသားကသူ့အိမ်တော်ဝင်အားလှမ်းပြောသည်သူဘာဖြစ်လို့စကားပြန်မပြောတာတော့အိမ်တော်ဝင်ကတင်းချိုင်းဝင်တော့နော်အပြေးသွားကြည့်လိုက်ပြီမကြခင်သေးတော့မှာ တင်းကျိုင်ဝင်တော့ကအိမ်တော်ဝင်ကသူ့ကိုကင်ကြည့်လိုက်သည်နဲ့မလုံနဲ့မလုံနဲ့မလုံဘူးအိမ်တော်ဝင်လက်များဖြင့်အကြိုက်မကန်ထို့နောက်ငုံရင်းလဲကြတော့မင်းသားကကျုပ်တို့ကနှိမ့်ဆက်တယ်လို့ဖြစ်နေပြီအိမ်တော်ဝင်ကဘလို့များတော့မင်းသားကကြုံမသိဘူးအိမ်တော်ဝင်ကဒီရဲတိုက်တဲကိုလာပြီးကိုတော်ကြီးနဲ့တွေ့ဒါပေမဲ့ဒီလိုမေးဆန်းနေရတယ်ကိုသူ့မှာဖြေနိုင်မဲ့ပုံမပေါ့ဘူးမင်းသားက တင်းကျိုင်းဝင်တော့ကိုစိုက်ကြည့်နေဒီလိုနဲ့တော့လေကိစ္စမပြတ်နိုင်သေးဘူးခွပစ်ရှိရသူသွားပြီးတင်းကျိုင်းဝင်တော့အာအတာငုံကြည့်ရင်ခေါင်းကိုအတာကင်မလိုက်တယ်မငုံနဲ့ခမရဘာလို့ငုံနေရတော့ကျုပ်တို့ကတော့ခမရကိုနေထိုင်ကောင်းလာစေချင်တယ်ခမရလောက်ရကန်ရတာမလွယ်လာဘူးဆိုတာကျုပ်သိပါတယ်ကျွန်တော်တို့မိသားစုအားလုံးကလည်းမြေတားထားကြပါတယ်ကဲငိုတာအတာရက်လို့အချိုးချောင်းလေးများပြောစက်မအောင်တင်းကျိုင်းဝင်တော့က ကျွန်တော်ကတော့ဟိုမှာရက်နေတဲ့ပုံကိုအတော်ကြောက်နေပါတယ်။အိမ်တော်ဝင်အားလှန့်ကြည့်လိုက်သည်။သူကကြောက်နေသည်ဆိုခြင်းထက် သူကချောက်နေပုံရသည်။မင်းသားကအိမ်တော်ဝင်အားပြောကျုပ်တို့သူ့ကိုစကားပြောစေခြင်းတော့ခမရှောင်ပေးစမ်းပါ။အိမ်တော်ဝင်ကကိုရောကြီးသူ့ကိုလည်းကြည့်အောင်ဗဇတိရအမြုပ်တစီကြီးနဲ့အတော်နေမကောင်းဖြစ်နေတယ်။မင်းသားကဂယူမဆိုင်သည့်မျက်နှာထားဖြင့်သွားမှသွားစမ်းပါဗျာတိတ်မကြပါဘူး။အိမ်တော်ဝင်ထွက်သွားသည် င်းသားကဂဒင်အဖျားရင်ထိုင်လိုက်သည်ခဏကြောင်ဘာမှမပြောဘဲနေသည်မင်းသားကခမရသူ့ကိုဘာဖြစ်လို့ကြောက်နေရလဲတင်းချင်ဝင်တော့ကအန်အားတင်းလို့စပယ်တည်တည်ငြိမ်ငြိမ်ဖြစ်ကျွန်တော်မကြောက်ပါဘူးအခိုင်းစီတယောက်ကိုကျွန်တော်မကြောက်ပါဘူးမင်းသားက "तू အခိုင်းစီမဟုတ်ဘူးဆွေကြီးမျိုးကြီးတည်းရပဲအစီကံမဟုတ်ဘူးလွတ်လပ်တယ်ချမ်းသာတယ်"တင်းချင်ဝင်တော့ကအခိုင်းစီတော့အခိုင်းစီပဲပေါ့ကျွန်တော်တို့အားလုံးရဲ့အရှင်သခင်ကကိုတော်ကြီးတယောက်ပဲကိုမင်းသား ခမရဒီလိုမြင်တော့လည်းဟုတ်တော့ဗောဒါပြည့်ခမရအကြောက်လာကြီးရဲ့လို့ခမရပါတာပြောနေတယ်။တန်းချိန်ဝင်တော့ကသူ့ရှိမှပြောဖို့ကြောက်တယ်လို့ပြောတာကိုရိုကြီးကရည်ရွယ်ပြောတာပါကျွန်တော်မျိုးကြီးသူ့ရှိမှပြောလိုက်တာလုံမတော့မဟုတ်လားမင်းသားကအင်းခမရနဲ့ကျုပ်ဒီနေ့မှတွေ့ကြရပြီတဲ့ရင်းရင်းနေရှိကြရမယ်ဗောဟုတ်လားတန်းချိန်ဝင်တော့ကခုမှပထမဆုံးအချိန်တွေ့ကြရတယ်ဆိုပြီးတဲ့ကိုရိုကြီးနေနဲ့ကျွန်တော်မျိုးကြီးဟာလက်ညှိုးတာထောင်းလိုက် နန်းထဲမှာအရေးကြီးဆုံးတာဝန်တည်းရဲ့ထမ်းဆောင်နေရတယ်ဆိုတာအမြင်နဲ့သိနေခဲ့တာပဲသိနေလို့လည်းအတိမတ်ပြုတဲ့အနေနဲ့ကျွန်တော်မျိုးကြီးကိုတိုင်းသိပြီးသည့်မိကဲ့သို့နီစုရစိတ်ချင်းမြင်ခဲ့သေးတယ်မဟုတ်လားသူအင်းကြီးမှတစိတ်ကိုထောင်ပြလိုက်သည်မင်းသားကမဟုတ်ဘူးအဲ့ဒီစုရစိတ်ကနန်းထဲမှာအနှစ်အစိတ်အမှုထမ်းခဲ့တဲ့အတွက်ပေးတယ်စုရစိတ်ကျုပ်ဖိုးကြီးကပေးခဲ့တာကျုပ်ကလည်းစုရစိတ်ပေးအောင်ပါတင်းချိန်ဝင်တော့ကတင့်နဲ့ထင်တာသာစုချင်းမြင်တော်မူပါ ကျွန်တော်မျိုးကကိုတော်ကြီးရဲ့တင်းချိုင်းကိုစောင့်ရှောက်တဲ့တင်းချိုင်းဝန်ထမ်းဖြစ်အမှုထမ်းခဲ့တာအနည်း30ရှိပါပြီမင်းသားကကျုပ်ရဲ့တင်းချိုင်းမဟုတ်ရပါဘူးကျုပ်အုပ်ချုပ်တာတစ်နှစ်လောက်ရှိသေးတာတင်းချိုင်းဝန်တော့ကသူ့ဘာသာပြန်စစနေရင်အနည်း30ခဏညင်းနေပြန်ပြီတင်းချိုင်းဝန်တော့ကမင်းသားကြီးစကားတချို့တဝက်လောက်ကိုသာတတိယမိလိုက်ရင်ဖြစ်ညရရနှစ်တည်းလိုပဲဒီမှာကြားတယ်မင်းသားက ခမယုံကဘာအစင်ခံစားမှကြုံမရသေးဘူးခမလို့တဘောဘလို့နေတုံးတင်းချင်းဝင်တော့ကညာတိုင်းတော့အတူတူပဲညာတိုင်းရင်ခုန်နေရတာပဲရင်ခုန်ရသမှပောက်ကွဲထွက်သွားတော့မယ်လို့ပဲမင်းသားကညာလို့ပဲလားခမလို့တကြီးရွယ်ဦးကညာလို့လို့ရတယ်လားတင်းချင်းဝင်တော့ကမှန်ပါရကိုရောကြီးအမှန်မှာတော့နေဘက်လို့ပါအလုတ်ကညာနေရတဲ့အလုံမျိုးရှေ့ကတကပေါက်စီမှာပါဇက်ဟောင်းသားနဲ့နေရောင်ကြီးအောက်မှာထိုင်နေရတယ်လို့ တခါတလေတော့အဆောင်ခွေးကလေးကဒူးပေါ်လာပြီးသူ့လက်ကလေးနဲ့ကုတ်တတ်တယ်ပြီးတော့သူ့ခင်ဗျာအသာပြန်ရည်သွားခဲ့ရောအလုတ်ကတော့ဒါပါပဲမင်းသားကဟုတ်ကဲ့လားတင်းချိုင်းဝင်တော့ကခေါင်းကြီးပြရင်ဟုတ်ပါတယ်ဒါပေမဲ့အလုတ်ကိုညဘက်ပြောင်းလိုက်ကြတယ်မင်းသားကဘသူကတော့တင်းချိုင်းဝင်တော့ကတင်းချိုင်းရဲ့အရှင်သခင်ကြီးမြတ်ကပါမင်းသားခင်ဗျားသိသလားသိပါမင်းသားက တို့ကခမရကိုလာတွေ့ကြသလားသင်ချိုင်းဝင်တော့ကမှန်ပါမင်းသားကမင်းညာကိုလာကြသလားသင်ချိုင်းဝင်တော့ကမင်းညာကလည်းလာကြပါလေမင်းသားကဘာနဲ့တူသရုံသင်ချိုင်းဝင်တော့ကမတ်မတ်ထိုင်လိုက်ရင်ခါတိုင်းလိုပါပဲမင်းသားလည်းမတက်ထားလိုက်သည်သင်ချိုင်းဝင်တော့ကခါတိုင်းလိုပဲတကောင်ထိတော့ငြိမ့်နေကြကျွန်တော်မျိုးကအိယာထဲမှာလှဲနေမိတယ်ကျွန်တော်မျိုးခွန့်လွတ်တော်မူပါအိယာထဲလှဲနေရင်စေးတံတောက်နေမိ ျွန်တော်မျိုးရဲ့ဘိုးကြီးကဘေးနားကဒင်ပေါ်မှာအိပ်ပြောနေတယ်။ညနေသကောင်တိုင်းရောက်တော့ပထမအကြိမ်ပဒင်းပေါက်ကိုလာခောက်တယ်။ကျွန်တော်မျိုးကလည်းနာယီကိုကြည့်နေတာကိုမိနစ်ပိုင်းအထိအသေးချာကြည့်နေတာ။နောက်ထပ်နှစ်ချက်ထပ်ခောက်တယ်။ခောက်တဲ့အနာယီစင်ကနာယီထိုးတဲ့နဲ့ရောနေပြီနဲ့ကျွန်တော်မျိုးကြီးကြားနေရတယ်။လူတွေခောက်တဲ့အတန်မျိုးမဟုတ်ဘူး။ကျွန်တော်မျိုးအနေနဲ့တိနေပြီတဲ့ဟန်မပြက်နေလိုက်တယ်။ဒီတော့ချောင်းဟန်တန်ကြားရပြန်တယ်။ဒီလောက်ခောက်နေပြီတဲ့ကျွန်တော်မျိုးကပဒင်းပေါက်ကိုမဖွင့်နေတော့ အံအားတင်သွားပုံရကိုရိုကြီးအံအားတင်သွားစမ်းပါစီတင်းချိုင်းဝင်တော့အိုကြီးလည်းရှိပါသေးရဲ့လက်သီးပြလိုက်မင်းသားခဏချုပ်ကိုချင်းချောက်နေရတာတင်းချိုင်းဝင်တော့ကရုတ်တရက်နားလဲလိုက်ပုံမပေါ်ကိုရိုကြီးကမဟုတ်ပါဘူးပရင်ပေါက်စီကဟာဟုတ်ပါမင်းသားဘသူများတော့တင်းချိုင်းဝင်တော့က तू ကသူ့ကိုကိုကိုထင်ပြတယ်ဒီတော့ဘုံကနေပရင်ပေါက်တွေတရုတ်ကတ်တွေပွင့်သွားရောကျွန်တော်မျိုးကတော့ မြေးကလေးမမြင်လိုက်အောင်အချိန်မီဆောင်ခေါင်းမချုံချုံပေးလိုက်ရတယ်။အခန်းထဲကိုလေးရတအားတိုးလာတော့မင်းငြိမ်သွားတယ်။ဖရက်ဒရစ်ကိုတော်ကြီးပဲ။သူ့မျက်နှာကမုတ်စိတ်ကျဉ်ဆွယ်။စပင်မွှင်းညက်ပြည့်။ကျွန်တော်မျိုးရဲ့ပဒင်းပေါက်ဟာသူ့မျက်နှာနဲ့ပြည့်လို့သွားတယ်။နှစ်ကာလတွေကြာလာတဲ့အမျှသူ့ခင်ဗျာကြီးထွားလာလိုက်တာ။သူကစကားပြောမယ်ရဲ့လို့ပါဇက်လည်းဖွင့်လိုက်ရော။လေကတိုးလိုက်တော့သူ့မုတ်စိတ်မွှေးတွေကသူ့ပါဇက်ထဲဝင်သွားတယ်။သူ့သွားနဲ့ကြိုက်မိကုန်တာပဲ။ မင်းသားကမင်းဆက်မအောင်ခမရဖရီဒရစ်ကိုတော်ကြီးလို့ပြောတယ်မဟုတ်လားဘယ်ဖရီဒရစ်တော်သင်းချိုင်းဝင်တော့ကဖရီဒရစ်ကိုတော်ကြီးလေဖရီဒရစ်ကိုတော်ကြီးပဲပေါ့မင်းသားကသူ့နာမည်လို့သူကပြောလို့လားသင်းချိုင်းဝင်တော့ကအံအားတင့်စွာဖြင့်သူကတော့မပြောဘူးမင်းသားကမပြောပြရခမရတိလိုက်တယ်ပေါ့ပြောလက်ဆက်စကားကိုဖြစ်လိုက်ရင်ကဲဆက်ဆမ်းမအောင်သင်းချိုင်းဝင်တော့ကကျွန်တော်ဆက်ပြောရမှာလားမင်းသားက ဟုတ်ပါကျုပ်ကတော့ခုမှပိုးပြီးစိတ်ပူလာမိမလွတ်တော်ဝင်ခြားထားကြတဲ့နေရာမှာတခုခုလွဲနေပြီတဲ့ခင်ဗျားမှတာဝန်တွေပို့နေတယ်တင်းကျန်ဝန်တော့ကဒူးတုတ်လျက်ကျွန်တော်မျိုးအလုပ်တော်ဝင်တွေကိုတော့ရုပ်သိမ်းမပြစ်ပါနဲ့ကိုရော်ကြီးဖေဟာနှစ်ပေါင်းများစွာကိုရော်ကြီးရဲ့အမှုတော်ကိုထမ်းခဲ့တာပါကိုရော်ကြီးအတွက်အသက်ဆုဆန်းပါရစေကျွန်တော်တားဆီးမနေပါနဲ့ကျွန်တော်မျိုးကြီးကတာဝန်ကိုလိုလိုလတ်လတ်နဲ့ထမ်းခဲ့သူပါဆက်ပြီးထမ်းဖို့လည်းတန်ဆွမ်းနေပါသေးတယ်ဒီနေ့လိုကိုရော်ကြီးကအတွေ့ခံလိုက်တယ်ဆိုရင်ကျွန်တော်မျိုးကြီးအနေနဲ့နောက်ထပ်10နှစ်စာလောက် ခွန်အားပြည့်တာပါလေမင်းသားကတင်းကျိုင်းဝင်တော့အားကွက်ပစ်ပေါ်ပြန်တက်လိုက်ရင်ဘသူကမှခမရလုတ်တော်ဝင်တွေကိုမယုတ်သိမ်းပါဘူးခမရလို့အတွေ့အကြုံရှိတဲ့လူမျိုးမဟုတ်ရင်ဘယ်အဆင်ပြေလိမ့်မှာလဲဒါပေမဲ့နောက်ထပ်ဝင်ထောက်တယောက်တော့ခန့်ရမယ်ဒီတော့ခမရလဲဝင်ထောက်ချုပ်ကြီးဖြစ်လာမှာပေါ့တင်းကျိုင်းဝင်တော့ကကျွန်တော်လုတ်တာကိုင်းတာမဟုတ်လို့လားတယောက်ကိုများဝင်ခွင့်ပေးလိုက်ပြီလို့လားမင်းသားက Friedrich Beck တဲ့ကိုလားတင်းကျိုင်းဝင်တော့က ဟုတ်ဘူးအထက်ကနေအပြင်ကိုဘသူကအထက်ကိုလာခြင်းပါမို့လဲတယောက်ကများ CEO ကိုလာမိပြီးရက်ကြည့်နေတာတွေ့လို့ကျွန်တော်မျိုးကဗရင်ဘောက်ကနေအသာပြူကြည့်လိုက်တယ်ဆိုရနဲ့ထွက်ပြေးပါလေရောထွက်ချင်ကြတာကလားအားလုံးအထက်ကထွက်ချင်ကြတာညသကောင်များကြော်ရနဲ့ဂူရီစီကနေကျွန်တော်မျိုးကြီးအိမ်ပတ်ပတ်လေးမှာလာဆူယုံကြတာတွေကြားရတော့တာပဲတိတ်များလုံးလို့ကြက်ညက်နေကြလို့အတန်ထွက်တာဖြစ်မယ်ဒါပေမဲ့ဒင်းတို့အားလုံးကျွန်တော်မျိုးအိမ်ကဗရင်ဘောက်ထဲကိုတော့တိုးပြီးဝင်မလာနိုင်ကြဘူးဗရင်ဘောက်ကသေးတာဘူး အချိန်လေးတိတ်ဆိုးလာတဲ့ခါမျိုးမှာတော့ကျွန်တော်မျိုးလည်းအိပ်ရာအောက်ကမီးရင်အသာထုတ်ပြီးခက်မြင့်မြင့်ကန်ရင်ရမ်းပြလိုက်တယ်။ဒီတော့ရည်တန်ညီးတန်စတဲ့အတန်မျိုးစုံနဲ့ဒင်းတို့လည်းခြေဦးတည်းဟာပြေးကြရတော့တာပေါ့။တင်းဆိုင်ဝင်းရဲ့အစွန်ပြားချီကချုံမုတ်တွေထဲတိုးဝှက်ဝင်ကြတဲ့အတန်တွေတောင်ကြားရတယ်။ဒါပေမဲ့မကြခင်ဒင်းတို့ပြန်ပြီးစုကြပြန်တယ်။မင်းသားကဒီတော့ဒင်းတို့ကဘာလို့လိုချင်နေဆိုတာမျိုးကိုခမရောက်ပြောသေးတယ်လား။တင်းဆိုင်ဝင်းတော့က ပထမတော့ဒင်းတို့ကအမိန်ပေးတာအထူးသဖြင့်ဖရီဒရစ်ကိုတော့ရအမိန်ပေးတယ်ဘလို့တက်ရှိတက်တော်ကမှအဲ့လောက်ဇွဲရှိမှာမဟုတ်ဘူးသူပြောတဲ့အတိုင်းကျွန်တော်ကလုပ်လိမ့်မလားဆိုတော့ညှော်လင့်ချက်နဲ့နှစ်ပေါင်း30လုံးလုံးညစဉ်ညတိုင်းကျွန်တော်စီလာတယ်မင်းသားကညစဉ်နှစ်ပေါင်း30လုံးလုံးလာတယ်ဆိုရင်တော့ဖရီဒရစ်ကိုတော့ဤမဖြစ်နိုင်ဘူးသူတည်တာ15နှစ်ပဲရှိသေးတာတစ်ဖက်ကပြောရပြင်ရင်လည်းတင်းကျိုက်ကူမာကသူ့နာမည်ပဲရှိတယ်တင်းကျိုက်မနောက်က သူပြောနေသောဇလန်းပေါ်တွင်အလွန်စိတ်ဝင်စားစွာဖြင့်ဒီကိစ္စတော့ဖြင့်ကျွန်တော်မျိုးကြီးလည်းမလျှောက်တတ်ဘူးကျွန်တော်အเจ้าမနေခဲ့ဘူးကျွန်တော်တိတိကျကျကတော့သူကဘလို့စပြီးပြောခဲ့တယ်ဆိုတာပဲပရင်းပေါက်ကနေလှမ်းပြောတယ်ဟဲ့ခွေးဦးဒီမှာလူကြီးလူကောင်းတွေကတကားခေါက်နေကြတာနေကတော့အဲ့ဒီအိတ်ရာစုပ်ပေါ့အိတ်နေရတယ်လို့ပြောတယ်စကားမဆက်ပြောရအောင်မင်းတင်းတို့ကအိတ်ရာတွေပါတယ်ဆိုမကြိုက်ကြဘူးအဲ့ဒီကဆလို့ညာတိုင်းလိုပဲဒီလိုစကားမျိုးပဲပြောကြတယ်သူကအပြင်ဘက်ကကျွန်တော်မျိုးကြီးကအတွင်းထဲက တကားကိုကျွန်တော်ကကြောနေမိထားတယ်။ကျွန်တော်ကပြန်ပြောလိုက်တယ်။ကျုပ်တောင်ဝင်ကနေအပိုင်းမှာပဲ။ဒီတော့ကိုရိုကြီးကတင်းချိုင်းဘက်ကိုလှည့်ပြီးအော်ပြောလိုက်တယ်။သူ့တောင်ဝင်ကနေပိုင်းမှာပဲတဲ့။အဲဒီတော့စုယုံရောက်လာတဲ့မဟာမျိုးမဟာနေတွေကဝိုင်းပြီးရည်ကြပါလေရော။ဖရီဒရစ်ကိုရိုကြီးကပြောပြန်တယ်။ခုကနေပဲရှိသေးတာတဲ့။ကျွန်တော်မျိုးကြီးကလည်းခက်ပြက်ပြက်ပဲပြောလိုက်တယ်။ခမရမားတယ်တဲ့။ကိုရိုကြီးကပြောပြန်တယ်။နေနေညညတကားဖွင့်စမ်းတယ်။ ကျွန်တော်မျိုးကြီးပြန်ပြောလိုက်တယ်။ကျုပ်ကိုညွှန်ကြားထားတယ်မဖွင့်နိုင်ဘူး။ပြီးတော့တကားမှကတ်ထားတဲ့အမိန့်ကိုလက်ထဲကဆေးရံနဲ့အသာညွှန်ပြလိုက်တယ်။ဖရီဒရစ်ကိုရောကြီးကပြောပြန်တယ်။ခမရကျုပ်တို့ရဲ့တင်းချိုင်းဝင်တော့ပဲတဲ့။ကျွန်တော်မျိုးကြီးကပြောလိုက်တယ်။ခမရရဲ့တင်းချိုင်းဝင်တော့ပြီတဲ့။လက်ရှိမင်းသားကြီးကတာဝန်ပေးထားတာပါ။သူကပြောပြန်တယ်။ကျုပ်တို့ရဲ့တင်းချိုင်းဝင်တော့လို့ဆိုတာပဲပေါ့။ဒါကအခက်ရပဲ။တကားတော့ဖွင့်စမ်းမြေမြေတော့ဖွင့်စမ်းကျွန်တော်မျိုးကြီးကဖြေးလိုက်တယ်မဖွင့်နိုင်ဘူ ူကပြောပြန်တယ်။ဟဲ့ငတုံးမင်းလှုပ်ပြုတ်သွားမယ်။ဒီကနေ့ပဲမင်းသားကြီးလီယိုကဒုတ်တရီကိုဖိတ်ထားတယ်။မင်းသားကဒရော့တော့ပါနဲ့ကျုပ်ကဟုတ်လား။တင်းချိုင်းဝင်တော့ကကိုရော်ကြီးခဏနားလိုက်သည်။ကိုရော်ကြီးနာမည်လဲကြားလိုက်ရောကျွန်တော်မျိုးကြီးဘာပြန်ပြောရမှန်းတော့မသိတော့ဘူး။ဒါကြောင့်မင်းကျွန်တော်မျိုးကကြိုတင်ပြင်ဆင်တဲ့အနေနဲ့တကားကိုကြောနေတုံးပြီးပိတ်ထားရတာ။အပြင်ဘက်မှာတော့အားလုံးကကိုရော့နာမည်ဝမ်းယွနေကြတယ်။ ကျွန်တော်ကတော့မဝင်မရင်းနဲ့ဘယ်မှာလဲဖိတ်စာလို့မေးလိုက်မိသူကဟဲ့စောက်ပြင်းလို့အော်လိုက်ရင်ငါလို့ဩဇာတိတ်ခမရှိတဲ့လူကပြောတာပေါ့များမင်းကတန်တရားဖြစ်နေသေးသလားလို့မေးတယ်ကျုပ်ကဘသူကများဖွင့်ပေးလိုက်လို့ညွှန်ကြားမထတော့ကျုပ်မဖွင့်နိုင်ဘူးကျုပ်မဖွင့်ပေးနိုင်ဘူးကျုပ်မဖွင့်ပေးနိုင်ဘူးလို့ကျွန်တော်မျိုးကပြန်ပြောလိုက်တယ်ဖရီရစ်ကိုတော်ကြီးကအပြင်ဘက်လှည့်ပြီးသူကမဖွင့်ပေးဘူးတဲ့ဟေးလို့အော်ပြောလိုက်တယ်ပြီးတော့ဒီတော့တို့ဘာသာဖွင့်ကြရလိမ့်မယ်လာကြဟေး ဆွေမျိုးသားချင်းတွေအားလုံးလာကြတကားစီလာကြတို့ဘာသာဖွင့်ကြမယ်လို့អော်ပြောလိုက်တယ်။အဲ့နောက်မကြခင်ကလေးမှာတယ်ကျွန်တော်မျိုးရဲ့ဗတင်းပေါက်မှာဘာမှမတွေ့ရတော့ဘူး။ခဏနားနေလိုက်ပြန်ပြီ။မင်းသားဒါပဲလား။တင်းချင်းဝင်တော့ကဒါပဲဟုတ်လား။ခုမှကျွန်တော်မျိုးကြီးဘာလုပ်တယ်ဆိုတော့စပြောရမှာ။ကျွန်တော်မျိုးလည်းဒကမာကြီးကနေတုတ်ချေတင်ပြီးအိမ်ဖေးဘက်ကိုထွက်လာခဲ့။ဖရီဒရစ်ကိုရိုကြီးနဲ့တန်းပြီးတို့ပါလေရော မရောက်တဲ့နှစ်ပန်းလုံးကြာတာပေါ့သူကကြည်လွန်ပြီးကျွန်တော်မျိုးကတိတ်ငဲနေသူကလူကောင်ထွားနေတော့ကျွန်တော်မျိုးကြီးကတိတ်လေးနေဒီတော့ကျွန်တော်မျိုးအနေနဲ့သူ့ခြေထောက်လောက်ကိုပဲဖတ်ပြီးနှစ်ပန်းလုံးနေရတယ်တချစ်တလေသူကကျွန်တော်မျိုးလေထဲမှာအသာမထားကျွန်တော်ကတော့လေထဲကနေပဲသူ့ကိုတိုက်နေရတော့သူ့ပေါင်းတင်တွေအားလုံးကကျွန်တော်မျိုးတွေကိုဝိုင်းထားကြရင်ကျွန်တော်ဟားနေကြတချီမှာတော့ကျွန်တော်မျိုးရဲ့ဘောင်းမီနောက်ဘက်ကိုဖျဲလိုက်ကြတော့အင်ဂျီအစားကအပြင်ထွက်လာတာပေါ့ကျွန်တော်မျိုးကနှစ်ပန်းလုံးနေတော့ သူတို့ကအဲ့ဒီအင်ဂျီဆောင်ဝိုင်းပြီးဆွဲနေကြသေးတယ်။ဒင်းတို့ဘာကြောင့်ရီကြမှန်းတော့မသိဘူး။ခုထိတော့ကျွန်တော်မျိုးပဲအမြဲနိုင်နေတယ်။မင်းသားကခမရဘလို့လုပ်ပြီးအနိုင်ရတာတော့ခမရမှလက်နေတွေပါရီရှိသလား။တင်းချိုင်းဝင်တော့ကအလုတ်ဆောင်ဝင်ပြီးတဲ့ပထမနှစ်လောက်မှာပဲကျွန်တော်မျိုးလက်နေကြိုင်ပါတယ်။ဒင်းတို့နဲ့ရင်ဆိုင်တဲ့အခါဒီလက်နေတွေကဘာအသုံးချမှာမို့လဲ။ကျွန်တော်မျိုးတို့ပိုးပြီးအောင်ခက်ခဲပြေအောင်လက်ယုံနဲ့တိုက်ပွဲကိုလက်သီးချင်းပြန်ရတာ ကိုတော့တော့ကျွန်တော်မျိုးစိတ်ထဲမှာအမြဲတတိတရားရှိနေပါတယ်ခဏနားနေလိုက်ပြန်ဒီကျွန်တော်မျိုးကတော့ဒင်းတို့ကိုနိုင်ပါပဲဆိုတာစိတ်ထဲမှာအမြဲရှိနေတခါတလေတော့ပဲစိတ်ထဲမှာတွေးပြီးပူပန်မိတာရှိတယ်ဖရီဒရစ်ကိုတော်ကြီးများတိုင်ရင်ခိုင်ရင်တိုက်ခိုက်နေတယ်ဆိုတာကိုမေ့လျော့ပြီးကျွန်တော်မျိုးကိုသူ့လက်ထက်ကလွတ်လိုက်လေးမလားဆိုတာပဲမင်းသားဒီတော့ခမရဘယ်တုန်းကနိုင်တာလဲသင်ချင်းဝင်တော့ကမိုးလင်းတော့နိုင်တာပဲမိုးလင်းတာနဲ့သူကကျွန်တော်မျိုးပစ်ချလိုက်ပြီး သတင်းနဲ့ထွေးလိုက်တယ်။အဲ့ဒါကသူရှုံးတယ်ဆိုတာဝန်ခံတာပဲ။ကျွန်တော်မျိုးကတော့အဲ့ဒီမှာနေတနားရီလောက်လှဲနေရသေးတယ်။အသက်ကိုမှန်မှန်ပြန်ရှူနိုင်လောက်။နားလိုက်ပြန်။မင်းသားကမတ်တက်ရက်လိုက်ရင်ဒီလိုပြောဆက်မအောင်သူတို့ဘာလို့ကျင်နေဆိုတော့ခင်ဗျားသိသလား။သင်ချင်းဝင်တော့ကဒီဝင်းကြီးရဲ့ထက်ကထွက်သွားခြင်းကြတာ။မင်းသားကဘာလို့တုံး။သင်ချင်းဝင်တော့ကဒါတော့ကျွန်တော်မျိုးကြီးလည်းမသိဘူး။မင်းသားကခင်ဗျားမေးစမ်းမကြည့်ဘူးလား။ တင်းချိန်ဝင်တော့ကမကြည့်မိဘူးမင်းသားဘာဖြစ်လို့လဲတင်းချိန်ဝင်တော့ကကျွန်တော်စိတ်နှောက်ရှက်ဖြစ်ုံပဲဒါပေမဲ့ကိုတော့အနေနဲ့သိချင်းဒီညမေးကြည့်လိုက်မယ်လေမင်းသားကလန့်သွားပြီးအော်လိုက်တယ်ဒီညဟုတ်လားတင်းချိန်ဝင်တော့ကသူ့လုံးနဲ့ဇွမ်းရှိတယ်ဟူသောမျက်နှာထားမျိုးဖြင့်ဟုတ်ပါဒီညမင်းသားကသူတို့ဘာလို့ကျင်းနေဆိုတာခင်ဗျားတွေးမကြည့်နိုင်ဘူးလားတင်းချိန်ဝင်တော့ကတွေးရင်တွေးမကြည့်နိုင်ဘူး ခဏနားလိုက်ပြန်သည်ကျွန်တော်မျိုးအနေနဲ့ဖြည့်ဆွက်ပြောကြကလေးတွေရှိနေသေးတယ်မနေ့ကကျွန်တော်မျိုးလည်းပြန်ပြီးအသက်ကိုပုံမှန်ရှူနိုင်အောင်လှဲနေရတော့အာရုံနေတော့မျိုးလုံးဖွင့်ဖို့အနိုင်နိုင်ရဲ့အဲ့ဒီတော့အတော့နုနုညံ့ရှိတဲ့တက်တော်ပါတစ်ခုရောက်လာတယ်ထိလိုက်တော့အမွှေးမင်ထူပုံရသူကတော့မင်းသမီးကြီးအစ်စပယ်လာပဲသူကနောက်မှရောက်လာတာသူကကျွန်တော်မျိုးတကူလုံးကိုသူ့လက်နဲ့တက်ကြည့်ကျွန်တော်မျိုးမိုးစိမ်မွေးဆုပ်ကြည့်တယ်သူ့ကိုယ်နဲ့ကျွန်တော်မျိုးလေကုတ်တို့ဇက်တို့ကိုပုတ်တဲ့ရင်ပြောတယ် တခြားသူတွေမထွက်ရအောင်ငါတို့ထွက်ပြရစီပြောလို့ရှိကျွန်တော်မျိုးကတော့တက်နိုင်သေးခေါင်းခါတာပဲကျမမင်းသားကြီးလီယိုစီသွားပြီးကျမကိုလိုသလိုအတုံးချပါလို့ပြောချင်တယ်လို့သူကပြောတယ်ကျမတယောက်ထဲပါလို့လည်းပြောပြီးငိုတာကျွန်တော်မျိုးကြီးကြားနေရနောက်တော့သူလည်းထွက်သွားရုံကျွန်တော်မျိုးရဲ့မြေမာကလေးတဲ့ဆောင်ကလေးချုံရင်ထွက်လာကျွန်တော်မျိုးပါသာလမ်းလျှောက်နိုင်တဲ့အထိရက်ဆောင်နေရှာအင်မီဒန်တော်တဲ့ကလေးမလေးပါမင်းသားက Isabella လေးလား ဒီနာမည်ကျုပ်မကြားမိပါဘူးခဏနားလိုက်ပြီကျုပ်ကိုသူ့ကိုအဲ့မလို့ရလားပရင်ပေါက်စီတို့တွား၍အပြင်ဘက်သို့ကြည့်ပြန်၍စပွဲစီတို့လားခေါင်းလောင်းတီးလိုက်သည်အခိုင်းစစ်တူဝင်လာမင်းသားကအိမ်တော်ဝင်ပါမလဲအိမ်တော်ဝင်ဝင်လာတချင်ထဲမှာပင်တင်းချိုင်းဝင်တော့ကတစ်ချက်အွန်လိုင်းရင်အဲ့ရဘောတို့လဲကြသွားမင်းသားကတင်းချိုင်းဝင်တော့စီအသာတိုးသွားရင်မစိုးနိုင်တဲ့ပြဿနာတွေပါလားဒီလိုဖြစ်လိမ့်မယ်ဆိုတာ ငါကြိုပြီးတွေ့ထားဖို့ကောင်းတာဆရာဝန်ခေါ်စမ်းအခိုင်းစီတွေဘာမလုပ်အိမ်တော်ဝင်ထွက်သွားပြီးနောက် အခိုင်းစီများနေတူချက်ချင်းပြောင်းဝင်လာဖွင့်ထားသောတကားပါအနီးတွင်ဆက်၍ရက်နေသည်မင်းသားကတင်းကျိုင်းဝင်တော်အနီးတွင်ဒူးထောက်ထိုင်ချလိုက်ရင်ရေယူခဲ့ကြစမ်းဟဲ့သူ့အတွက်ကတင်းပြင်းစမ်းဘယ်နားမှာဖြစ်ဖြစ်ငါ့ရဲ့ခန်းနားမှာပြင်းစမ်းထဲစဉ်ယူခဲ့ကြစမ်းဆရာဝန်ဘာမှလဲလာနေပြီလားကြာလိုက်လားသွေးခုံတာတော်ဖြော့နေပြီနှလုံးခုန်တန်တော့မကြတော့ဘူး နန်ယုကလည်းပြန်ပြန်နေစဉ်ချင်းကြီးကစိုးလာပုံပဲမိစားစသူ့အသက်ကောင်းကောင်းရှူနိုင်လာပြီတန်မာတဲ့လူပဲကိုတိတ်တဲ့ထီကိုမာမဲ့လူမျိုးဘယ်မှာတော့ဆောင်မယ်ဘယ်တော့လာမှာတော့တကမောက်လှမ်းကြည့်နေတယ်သင်းချံဝင်တော့ကလက်ကိုမြှောက်လိုက်တယ်အိမ်တော်အမှုတန်းချုပ်ကခပြည့်ပြည့်ရှောက်ရီဝဲရတယ်တကားနာရင်ရက်နေတယ်အိမ်တော်အမှုတန်းချုပ်အမှုတန်းဝတ်စုံဝတ်ထားတော့လူရဲ့တွေးတော့ကြည်မျိုးဖြင့်လှမ်းရီအော်ပြောလိုက်တယ် ဆောင်ဝင်ပြင်သွားတယ်နောက်ထပ်နိုင်တမက်လောက်နဲ့ရောက်မှာမဟုတ်ဘူးလူလွတ်ပြီးရှာခိုင်းတာမင်းသားကစိတ်အတော်တန်အေးလာပုံဖြင့်တင်းကျင်းဝင်တော့အားလှမ်းကြည့်လိုက်ကျုပ်တို့စောင့်နေတယ်သူကြီးကအတော်နေသားထိုင်တာရှိလာတယ်အခိုင်းစီကထန်းစီယူ၍ဝင်လာကြမင်းသားကမတ်တက်ရက်လိုက်ပြီးအိမ်တော်မူတန်းချုပ်ကိုလှမ်းပြလိုက်တယ်မင်းလည်းရောက်လာပါပကောအိမ်တော်မူတန်းချုပ်ကအပြင်ဘက်မှာအားလုံးလှုပ်ရှုပ်နေတာတွေ့လိုက်ရတယ်တခုခုတော့ဖြစ်ပြီဆိုတာ တိတ်လိုက်လို့လက်ဆက်တက်ပြီးလာခဲ့တာပါမင်းသားကဘာမှပြန်မပြောပဲတန်းစင်တဲ့သူများအနား၌အကူအညီပေးနေရင်ဖြည်းဖြည်းတက်တာလောဟာမင်းလက်သက်ရှိရှိနဲ့ညင်တတာကြိုက်မှာခေါင်းကိုနည်းနည်းကလေးမလာတန်းစင်နောက်အသာတိုးခေါင်းကိုနောက်ဘက်အသာတိုးလိုက်ကြည့်လက်သူ့လက်ကိုတတိထားချဆောက်တုံးမကြတဲ့ခေါင်းအတုံးမကြကြောင်းတန်းစင်ဘောကလူလို့မင်းတို့ကပါပန်းနေကြပြီလားဟုတ်ပြီဖြည်းဖြည်းချင်းနှံ့ကြသိကြလို့စမ်းငါမင်းတို့နောက်ကတစ်ခေါက်ခေါက် လိုက်လို့ကြည့်နေမှာပြီးပါပြီနားဆက်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုစာအုပ်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်ထားဖို့ဖိတ်ခေါ်ချင်ပါတယ်